စိတ်ကြွားမှုရဲ့စေဝါရောင်းချသူတွေကိုနေစဉ်နဲ့အမျှဖမ်းဆီးနိုင်နေပေမဲ့၃၀သူတွေမြားလာနေတယ်လို့ဈေးနှုန်းတွေကလည်းကျဆင်းနေပါတယ်။ဥစီသူစေကသတင်းပေးပို့ထားပါတယ်ရှင်။စိတ်ကြွားမှုရဲ့စေဝါတွေကိုရဲတပ်ဖွဲ့တွေအနေနဲ့တိုင်ငံလုံးမှာနေစဉ်နဲ့အမျှဖမ်းဆီးရမိနေပေမဲ့ရုံမျိုးပေါ်မှာတော့ WY စိတ်ကြွားမှုရဲ့စေဝါဈေးနှုန်းတွေဟာလည်းအရင်ကထက်ဈေးပေါ်လာတယ်လို့မှုရဲ့စေဝါ၃၀သူတွေကိုစိတ်ဖြတ်ဖို့ကူညီတဲ့သူတွေကပြောပါတယ်။အရင်ကစစ်ကြောင်းမူရဲ့စေဝါတလုံးကိုလက်လီစင်းနေနဲ့မြန်မာငွေ3900ကနေ9000ကျားရှိနေတာကနေ ။ဒီနေ့အချိန်မှာတော့လက်လီဈေးနေနဲ့တလုံးကို2000ကျပ်ဝန်းကျင်ထိပဲရှိတော့တယ်လို့ဆေးဘက်သူတွေကိုလိုက်လံကူညီပေးနေသူတူကပြောပါတယ်။ရန်ကုန်မြို့အတိုင်းလာနေမှာအင်မတန်ကြောက်စရာကောင်းနေပါပြီပေါ့နော်။လူငယ်တွေကြားထဲမှာလည်းအဲအင်မတန်ခက်စားလာတဲ့ဟိုမွေးစေးတမျိုးဖြစ်နေရပေါ့နော်။နံပါတ်4တဲ့တော့ခက်စားရပေါ့နော်။ကျွန်တော်တို့အစသုံးဆွဲခင်ကာလကနံပါတ်4ကတော့အဲ top ပဲပေါ့နော်။အခုနောက်ပိုင်းအဲအင်မတန်ကိုလောလောကူကူဝယ်လို့ရနေတဲ့အပြင်လူငယ်တွေကြားထဲမှာလည်းဟို လို့ပြောရမလဲလက်လန်းမီတယ်ဗောဗျာဟိုမြို့နယ်တိုင်းမှာလို့လို့ဈာနေရယ်ဗောနော်အဲ့ဒီစိတ်ကြွစီကအခုလို့ဈေးကြလာတာဟာဝိရဈေးရဲ့အရေးသွေးအာနိသင်ရောနေလာတာကြောင့်ဖြစ်နိုင်တယ်လို့ရန်ကုန်မြို့ပေါ်ကဈေးသုံးဆဲသူတွေအနေနဲ့လာရှိုးနဲ့မူဆယ်မြို့တွေအထိဓာတ်ရိုက်သွားရောက်ဝယ်ယူသုံးဆဲနေရကြောင်းလည်းဖြစ်နိုင်တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့မူရဈေးဝါတိုက်ဖြတ်ရေးအဖွဲ့ရဲ့ရဲမူကြီးတူကပြောပါတယ်အခုပြန်ပါရခါမှာတချို့အဲမူရဈေးဝါရောင်းဝယ်တဲ့လူတွေကအဲ့မနစ်ကဟာဒီနှစ်စံပိုင်းမှာရော ီရန်ကုန်တိုင်းထဲမှာဆစ်ဆင်းတွေပါလေအများကြီးလုံလိုက်တယ်။လုံလိုက်တဲ့အခါမှာဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှရောင်းဝယ်ပေါက်ကွာနေတဲ့အကြီးကြီး300ကျော်လောက်ပြောရရင်တော့ရင်းနယ်နဲ့ကျတဲ့အခါကျတော့ဒီမှာဘေးစုံနေတဲ့လူတွေကသူကမင်းများအဲ့လိုအရေးကြီးခံရတဲ့အခါကျတော့ဒီအမွေးစေဝါဒီပရိုဆီယာနေမှာနေရနိုင်တော့တဲ့အခါမှာမလုပ်လဲဆိုတော့တရှိုးလူတွေကမူဆယ်တို့ဖြီးပြီးတော့တိုက်ရိုက်သွားယူတယ်တိုက်ရိုက်သွားယူပြီးတော့ဒီမှာတိုက်ရိုက်ပြန်ဖြန့်နေအဲ့တော့ သူအဲ့လိုယူတဲ့ခါမှာလေအခွင့်အရေးကသူတို့ပါရှိလဲဆိုတော့ဒီကနေ့ extent နဲ့သွားတယ်နောက်နောက်ပြီး extent နဲ့ပြန်လာတယ်အဲ့မှာလမ်းမှာဒီချက်ပွင့်ကြီးကဒီကဲအရင်အားနေသွားတယ်ပေါ့နော်အဲအဲ့ဒါကြောင့်အမြက်ကသွားတိုက်ရိုက်သွားခဲ့ပြီးတော့ဒီမှာတိုက်ရိုက်ရောင်းတဲ့ခါကျတော့ဒီလိုအဲ့လိုမျိုးကြောင့်ဆိုတော့ဈေးပေါ်ပေါ်နဲ့ရောင်းနိုင်တာလည်းပါတယ်အစိုးရတစ်လက်ထက်အတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းကမွေးစေဝါရောင်းချသူ 300ကျော်ကိုဖမ်းဆီးပေးနိုင်ခဲ့ပြီးမရှိရတွင်းကလည်းမရန်ကုန်မြို့နယ်မှာစိတ်ကြွယူသွတ်ဆေးပြား6သိန်းကိုတန်တရားရှိသူ6ဦးနဲ့တူဖမ်းဆီးရမိခဲ့ပါတယ်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာဘိန်းထုတ်လုပ်မှုဒုတိယအများဆုံးနိုင်ငံဖြစ်ပြီးငွေရေးဆေးဝါးကိုထိတိယယောက်တိုက်ဖြတ်ဖို့ပြက်ကွက်နေဆဲဖြစ်တယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကနှစ်စဉ်ထုတ်ပြန်တဲ့2015ခုနှစ်အတွက်စီရင်ခံစာရသိရပါတယ်ကျွန်တော်စီတူစီရပါ